နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AMD တိုင်းကြိုက်လန့်မျိုး CPP ဓာတ်မြေဩဇာကုမ္ပဏီကအယောင်ကိုစလဲလင်မယားဟာပတိန်ကိုအသွာရေမြောင်းထဲကိုကားထုတ်ကြပြီးတော့နောက်ဦးစလုံးရေမုံးတင်ဆုပ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ16ရက်နေ့ညနေ9:00နာရီဝန်းကျင်အချိန်မှာ AMD တိုင်းမြောင်းမြလန်းကန်ကုန်းနယ်ကြိုက်လန့်ကြားမှာ CPP ဓာတ်မြေဩဇာကုမ္ပဏီကဥစည်ထုတ်ဝင်းမောင်းနေလာတဲ့ Toyota Hilux Vigo ကားဟာတစ်ဖက်လမ်းကလာတဲ့ကားကိုတိမ်းရှောင်ရင်းနဲ့လမ်းမရေမြောင်းတဲ့ကိုထိုးကျသွားတယ်လို့သိရပါဗါးကားဟာရေမြောင်းတဲ့ကိုထိုးကျသွားပြီးတဲ့နောက်အနီးနားကပြည်သူများကဝိုင်းဝန်းပြီးတော့ကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ကြတော့လဲကားပေါ်မှာလိုက်ပါလာတဲ့ဥစေထုတ်ဝင်းတဲ့ဇနီးမဆန်းဆန်းထိထုတ်နှစ်ဦးစလုံးဟာရင်းနဲ့မုန်းပြီးတော့တိမ်းဆုံးသွားတယ်လို့သိရပါဗါးတိမ်းဆုံးသူနှစ်ဦးစလုံးကဘာတန်ရမှမရှိပါဘူးကားကရေမြောင်းတဲ့ကိုကျတဲ့အချိန်ရင်းမုန်းပြီးတော့တိမ်းဆုံးသွားတာပါအခင်းဖြစ်ပြီး15မိနစ်လောက်မှာပြည်သူတွေကဝိုင်းဝန်းကယ်ဆယ်ကြပြီမဲ့အသက်မမီတော့ဘူးရေမြောင်းကလည်းတော်တော် နဲ့တယ်အခုတော့တက်ဆိုင်ရကနေတဆင်သူတို့ရဲ့မိဘဆွေမျိုးတွေစီကိုစက်သွယ်ထားပေးပါပြီလို့အခင်းဖြစ်တဲ့နေရာကိုရောက်ရှိနေတဲ့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဦးစေထုတ်ဝင်းနဲ့မဆန်းဆန်းသေးတို့ဇနီးမောင်နဲ့ဟာကြိုက်လက်မြုပ်ကံများဖြစ်ပြီးတော့တာသမီတွေမရှိဘူးလို့ပြောပါတယ်အလိုတန်းဝါသနာပါပြီးတော့လူချစ်လူခင်ပေါများသူများဖြစ်တယ်လို့သိရပါတယ် CPB ဓာတ်မြေဩဇာကုမ္ပဏီရဲ့အယောင်ကိုယ်စားလှယ်အဖြစ်နဲ့ ARD တိုင်းတခွင်မှာလှည့်လည်ပြီးတော့ရောင်းချနေသူများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ